ျွန်တော်ဘော်ဒါတွေလူစုံတုံးညကြရင်အမီအတွက်အိမ်အထိကိုဝယ်ပြီးတော့လာပို့သွားပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ကလက်ဆွမ်းပြပေးရမှာပေါ့နော်ဘာဝယ်ပြီးပို့လိုက်လဲဆိုတော့နွားမီးဝယ်ပြီးပို့လိုက်တာပါနွားမီးစားခြင်းလို့တဲ့ကဲတောင်းတာတာနွားမီးတဲ့နွားမီးစားရအောင်လဲခလေးမီးလဲမဟုတ်အဲလဲ အားလုံးပဲမင်္ဂလာပါတင်ငယ်ချင်းတို့ရေဒီညတော့ဗော်ဒါတွေစုံလုံးလေကျွန်တော်တို့ညကြရင်ဝိုင်းအတွက်တီးသက် special ပေါ့နော်အဲကျွန်တော်ဗော်ဒါတွေကချက်ပေးပါအောင်ဆိုပြီးအိမ်အထိကိုလာပို့သွားပါတယ်ခင်ဗျာနွားမီးနော်လာလေးကျွန်တော်ချက်ပါမယ်နော်နွားမီးနော်လာလေးချက်ဖို့အတွက်ကိုတော့နွားမီးလေးတွေတေချာခုတ်ထစ်ပြီးတော့စေးကြောတန့်စင်ထားတာကိုအသုံးပြုပါမယ် ပြီးရင်တော့ကျွန်တော်ဒီမှာအမွှေးကြိုင်အနေနဲ့တော့လေတေချပိုးကောက်ကလဝေးရွက်နဲ့ဖာလာစီလေး၂စိလောက်ကိုပဲသုံးထားပါဗျ။အမွှေးကြိုင် hubs တွေအများကြီးကျွန်တော်မသုံးထားပါဘူးเนาะ။ရေတောက်လေးလိုလေရေကြိုလေးပဲတောက်မှာဆိုတော့လေကျွန်တော်အမွှေးကြိုင်တွေကိုအများကြီးမထည့်ပဲရှော့ထားတာပါ။အရင်ဦးဆုံးတော့ခုနကတော့ကျွန်တော်သုံးမဲ့အမွှေးကြိုင်လေးတွေကိုလေမီးအေးလေးနဲ့အရင်ကြော်ပေးလိုက်မယ်နော်အဲ့ဒါမှအနံ့လေးတွေပို့ပြီးမွှေးလာအောင်ပေါ့နော် ကဲဒီမှာမီးအေးအေးလေးနဲ့ကြော်ထားပေးပြီးဆိုရင်တော့ဂူနာတော့ကအသေးချာစီကြောတန့်စင်ထားတဲ့နွားမီးတွေကိုကျွန်တော်ဒီနေ့တော့ရှူရှူပေါင်းအိုးနဲ့နော်လာစွပြုတ်ဖြစ်အောင်ပြုတ်မှာပေါ့နော်အဲ့တော့ရှူရှူပေါင်းအိုးတွေကိုထည့်လိုက်မယ်ပြီးရင်ဂူနာတော့ကစီတက်ထားတဲ့ဂူနာတော့စီနဲ့ကြော်ထားတဲ့အမွှေးကြိုင် hubs တွေကတခါတည်းထည့်လိုက်ပါမယ်ပြီးရင်တော့ချက်သွန်ပြူလေးတွေအတက်လိုက်ကလေးတွေထည့်လိုက်မယ်ပြီးရင်တော့ဂျင်းကိုတပြားရိုက်ပြီးထည့်မယ်ဒါပြီးရင်တော့ကျွန်တော်အရသာလေးတွေထည့်ပါမယ်နော်ဒါကတော့စာချုံမုတ် ပြီးလို့ရှိရင်ကျွန်တော်ပုံမှန်တိုင်းထညက်ခဲလေးဒါတချမ်းလောက်ပဲထည့်ပါရနော်အရန်ချိုကြီးဆိုလဲမလိုက်ဖက်လို့ပါပြီးရင်တော့စနွေးမုတ်လေးထည့်ပြီးတော့နွားမီးလေးတွေမြုပ်တဲ့အထိကိုရေထည့်ထားလိုက်ပါမယ်။ရေရတော့လေအဲဆုပ်ပြုတ်တောက်နိုင်မဲ့အိမ်နေထားလောက်ကိုပဲမှန်းပြီးတော့ထည့်ပါမယ်နော်။ကဲဒါပြီးရင်တော့လွယ်လွယ်လေးပဲရှူရှူပေါင်းလေးကိုထည့်ပြီးတော့ကျွန်တော်ဒီမှာတည်တင်ထားလိုက်ရုံပဲ။ဒါဆိုရင်တော့သူ့အချိန်ပြည့်သွားရင်ဒီနွားမီးနော်လာဆုပ်ပြုတ်ကရသွားမှာပေါ့နော်။ ဒီမှာတော့ကျွန်တော်ကစွပြုတ်ဒီတဲတဲ့အချိန်တိုင်း45မိနစ်အချိန်ကိုတိုင်မာလေးပြီးပြီးတော့ကျွန်တော်တဲတင်ထားပြီးလိုက်ပါမယ်။ကဲဒီမှာတော့ငှက်မမီးနဲ့ငှက်သားလေးတွေပါခင်ဗျာ။ဒါသူတို့လေးတွေတော်တော်ကြီးပြင်းလာပြီနော်။အမွေးလေးတွေထွက်လာပြီးအရင်လိုကရုံးပြောင်လေးတွေမဟုတ်တော့ဘူး။ငှက်မမီးကလည်းသူ့သားလေးတွေကိုသေချာပုံမှန်တိုင်းလာပြီးအစာလာခွန့်နေပြီးရင်တန်ရှင်းရင်လုတ်ပြီးတယ်။ ကျွန်တော်နဲ့ဒီငှက်မိသားစုလေးတွေကလေဘယ်ဘဝရည်ဆက်လဲတော့မသိဘူးเนาะအိမ်ရှိဝရန္တာဘေးကပန်းချုံလေးမှာသူတို့ကလည်းအတိုက်လုံတာနိမ့်နေကလေးအဲ့တော့ကျွန်တော်က သေချာကိုတဲပြီးတော့ရိုက်ထားတာဒါပေမဲ့ကျွန်တော်ရှိနေရင်တော့ဒီငှက်မေးရမလာဘူးပေါ့เนาะဒါပေမဲ့ကင်မရာကိုတဲပြီးအကြာကြီးစောင့်ပြီးတော့ရိုက်ထားရတယ်အဲ့ဒါကမှဒီငှက်မေးနဲ့ငှက်မိသားစုပုံရိပ်လေးတွေရတာပါဒါပေမဲ့ကျွန်တော်ကအဲ့ငှက်မိသားစုလေးကိုအရန်စိတ်ဝင်စားနေတာပေါ့เนาะသုံးကောင်တော့ပောက်ပါတယ်ခင်ဗျာချစ်စရာလေးတွေဘုတ်ကလုံလေးတွေလို့ပြောရမယ်เนาะဒီငှက်ဒီငှက်မျိုးစားဘုတ်ကလုံလားတချို့လဲဘုတ်ဖင်နီလို့ပြောကြရယ်เนาะ ဘလိုပဲဖြစ်ဖြစ်เนาะချစ်စရာလေးတွေကဲဒါဆိုရင်ဒီရှူရှူပေါင်းရဲ့အလုံးလုံးပုံကလေးမိုက်တယ်တိလား။ तू ကလေအပူပေးလိုက်ပြီးလို့ရှင်ခဏနားလိုက်။အပူပြန်ပေးလိုက်ခဏနားလိုက်နဲ့အဲ့လိုနဲ့ပဲ तू အချိန်ပြည့်သွားလို့ရှင် तू ကနှောင်းဆိုပြီးတော့လေအဲ့လိုမျိုး bell ညီလို့ရှင်အာရပြီ။ဘာမှလုပ်စရာမလိုဘူး။တော်တော်အဆင်ပြေတယ်။ ကဲဒီမှာအတန်မြီသွားပါပြီเนาะဒါဆိုလို့ရှိရင်ရသွားပါပြီဒီတစ်ခေါက်တော့လေကျွန်တော်စတင်ထုတ်ပြမယ်เนาะမဟုတ်လို့ရှိလို့ရှိရင်လေစတင်မထုတ်လို့ရှိရင် तू อ่ะဖုံးဖွင့်လို့မရဘူးအဲ့လိုဖုံးဆိုပြီးကန်ထွက်လာတတ်တယ်ဗောနော်အဲ့လိုမျိုးပြောတာဗောနော်ဒီမှာကျွန်တော်စတင်လေးထုတ်ပြီးတော့မှကျွန်တော်อ่ะဒီမှာအဖုံးလေးဖွင့်ကြည့်လိုက်ပါမယ်ဂျန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 ် မွာမိုက်တယ်ဟိရှယ်ပဲမွေးကြိုင်းနေရပဲမှာနွားမီနော်လာလေးရပါပြီနော်နွားမီနော်လာဆိုတာကတော့လေအမှန်တော့နွားမီစွပြုတ်ပါပဲနော်ကျွန်တော်တို့အဲအစ္စလာမ်လူမျိုးတွေဒီပါကစ္စတန်ဘက်ကအခေါ်ဝေါ်ရဒီစွပြုတ်ကိုသူတို့ကလေဘန်စကားအနေနဲ့နော်လာဆိုပြီးတော့ခေါ်တာပေါ့နော်တကယ်တော့ဒါအတိတ်ပဲကစွပြုတ်ပါပဲနော်တကယ်တကယ်နော်လာချက်တရားကြတော့လေကျွန်တော်တို့တေချာနူးအောင်ချက်မယ်ပြီးလို့ရှင်သူကလေပဲစိမ့်မှုတ်ရေလေးတွေပါဖြော်ပြီးတော့ထည့်တယ်ပြီးတော့စီတက်တဲ့အခါမှာလဲလေအယောင်လေးပါနည်းနည်းထည့်ပေါ့နော်မဆလာတွေရောပို့ပြီးတော့မှုေးကြိုင်တာပေါ့ ါ့နော်ဒါပေမဲ့ဒီမှာကျွန်တော်ကတော့လေရေတောက်ကလေးလိုမျိုးလေးပဲချက်ထားပါတယ်ပြီးရင်အဖက်ကိုကြတော့ကျွန်တော်ကအရှင်လေးနဲ့တုတ်စားမှာပေါ့နော်အဲဒါကြောင့်ကျွန်တော်ကဒီမှာအရေတယ်လေးပဲကျွန်တော်ကချူချူလေးပေါ့နော်ရေချူကလေးပဲကျွန်တော်ဒီနော်လာလေးကိုပြုတ်ထားပါတယ်ဒီမှာတော့အကုန်လုံးလဲနူးနေပြီနော်ခရင်နဲ့ထိုးကြည့်လိုက်တော့ကွက်တီပဲသူ့ရဲ့45မိနစ်ဆိုအကုန်နူးပဲရမ်းမိုက်တယ်ကြဲဒါဆိုရင်တော့ကျွန်တော်ရဲ့နွားမီးနော်လာလေးကစားဖို့အဆင်သင့်ဖြစ်နေပါပြီစားဖို့အတွက်ကုကက်ပြင်ဆင်လိုက်ပါဦးမယ်နော် ါဒါကတော့ကျွန်တော်ဒီမှာအရင်ဆုံးပေါ့နော်နွားမီနော်လာလေးကိုကျွန်တော်ခတ်ပြီးတော့ပြင်ဆင်ပြတာပါအခုကတော့ကျွန်တော်ညနေဆောင်နေပြီခဏနေအပြင်ထွက်တဲ့ခါကျတော့မှအကုန်လုံးယူသွားပြီးတော့တငယ်ချင်းတွေမြန်မြန်ဆန်ဆန်စားကြတောက်ကြမှာဖြစ်ပါတယ်နော်ဒီလိုမျိုးလေးလဲလိုက်ပြုတ်စားကြည့်ပါနော်ခြေတော့တယ်မဟုတ်ပါဘူးအမီးဆိုလို့ရှိရင်လဲကလေးနိုးတိုက်နေတဲ့မိခင်မမေတွေအတွက်ဆိုလဲအရန်ကိုအစင်ပြေးတဲ့စွပြုတ်ကလေးပါနော်ဒီစွပြုတ်ကလေးက ခုဒီမှာကျွန်တော်ပြင်ဆင်ထားသလိုမျိုးစားကန်ဒီမှာရှောက်ရွက်ကလေးနဲ့ငြုံကောင်းမှုကလေးပါထည့်ပြီးတော့လေတံမြာသီးလေးပါညှစ်ချလိုက်မယ်ဆိုရင်တော့အိုးဘာပြောကောင်းမလဲ very good ပေါ့ဗျာကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးလည်းရှည်သွားပြီဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါရစေနော်ချစ်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာပြီးတော့လူရဆန္ဒရဲ့တလုံးတော်ရဲပြေးကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတတ်တာဘိုင်း